ဒီ daily new ပြည်သက်တွေတဲ့ဖော်ပြပေးခြင်းနဲ့တင်းလေးတုံ့ပုတ်ရှိပါတယ်ပထမအဆုံးတင်းလေးတပုတ်အနေနဲ့ဖော်ပြပေးခြင်းကတော့မန္တလေးငလင်ကြီးပေးတဲ့ဒေသများကိုပြန်လည်ထူထောင်ရေးအတွက်ရုပ်ရှင်သဘင်ဂီတဖျော်ပြပွဲကိုအောက်ခမီရုပ်ရှင်ထုတ်လုပ်ရေးမှာအချစ်ဆုံးအပေါင်းဆိုင်ဟာတာတခန့်ရဲ့ပြသက်ဖြင့်ပါဝင်ကပြဖော်ပြပြီးဆိုတဲ့အကြောင်းဒုတိယသတင်းတပုတ်အနေနဲ့ဖော်ပြပေးချင်တာကတော့တရုတ်ဆောင်ဒရိုက်တာဦးမမောင်မြင့်ကွယ်လွန်တတိယသတင်းတပုတ်အနေနဲ့ဖော်ပြပေးချင်တာကတော့ဆရာဆရာကြီးရုပ်ရှင် စကားအထူးပွဲပြသခဲ့တဲ့အကြောင်းဒီကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ကြည့်ရတဲ့ AIP ပြည်သက်ကြီးမိင်္ဂလာပါရှင်။ဒီအစီအစဉ်တက်လေးမှာဆိုလို့ရှိရင်တော့ social media မှာလူပညာရှင်တွေရဲ့ပုံ post တွေသူတို့ရဲ့လူပညာလှူရှားမှုပုံရိပ်တွေနဲ့ပွဲပွင့်ရေးအခမ်းအနားတွေကိုအတူတူတင်ဆက်ပြသပေးသွားမယ့်အစီအစဉ်တက်လေးပဲဖြစ်ပါတယ်ရှင်။ခုပထမဆုံးဖော်ပြပေးမယ့်သတင်းလေးကတော့မန္တလေးငလင်ကြီး ဘေးသင့်ဒေတာများကိုပြန်လည်ထူထောင်ရေးအတွက်ရုပ်ရှင်သဘင်ဂီတပရိသတ်ဖြောပြပွဲကိုအောင်ခင်မင်းရုပ်ရှင်ထုတ်လုပ်ရင်မှာအချက်ဆုံးအပေါင်းဆိုင်ဟာတတကန်းရဲ့ပြဇက်အနေဖြင့်တတက်တအားပါဝင်ယူကုသိုလ်အဖြစ်သွားမယ်ဆိုတဲ့အကြောင်းမအေးတောင်းမှာဆိုသူ့ရဲ့ဆိုရှယ်မီဒီယာမှာရေးသားတင်ပြဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်ရှင်။ အချစ်ဆုံးအပေါင်းဆိုင်ပြဆက်မှာတော့ကျော်ထက်အောင်ကျော်ထက်သောမင်းတော်ဝင်ကိုကိုဦးတီဟအောင်ခင်စာဒီသောအေဝီတောင်းမမဆောင်နဲ့အခြားအနုပညာရှင်ပေါင်းများစွာကပါဝင်ဖြောပြသွားမယ်လို့သိရှိရပါတယ်ရှင်။ဒုတိယသတင်းတပုတ်အနေနဲ့ဖော်ပြပေးချင်တာကတော့တရုတ်တောင်ဒရိုက်တာဦးမမောင်မြင့်ကွယ်လွန်တဲ့အကြောင်းပါ။ ဝိုင်းရင်တရုတ်ဆောင်ဒရိုက်တာဥပမာမြင်ဟာမေလ9ရက်နေ့နက်ပိုင်းမှာတော့လူကြီးယောဂဖြစ်သူ့ရဲ့နေအိမ်မှာကွယ်လွန်ခဲ့တယ်လို့သိရှိရပါတယ်ရှင်ဥပမာမြင်ဟာဆိုလို့ရှိရင်တော့ဒရိုက်တာအနေနဲ့ရောတရုတ်ဆောင်အနေနဲ့ပါရုပ်ရှင်ဗီဒီယိုစကားပေါင်းများစွာပါဝင်လှူရှားခဲ့တဲ့ဝိုင်းရင်တရုတ်ဆောင်အမှုပညာရှင်တဦးဖြစ်ပြီးတော့သူဟာဆိုလို့ရှိရင်ကြပြားဆရာတယောက်အနေနဲ့ပါလူသိများခဲ့ပြီးရုပ်ရှင်တရုတ်ဆောင်ပြင်းကြီးရဲ့ဖခင်လည်းဖြစ်ပါတယ် အခုနောက်ဆုံးဖော်ပြပေးချင်တာကတော့အမှုပညာရှင်ပေါင်းများစွာလာရောက်ခဲ့ကြတဲ့ဆရာဆရာကြီးရုပ်ရှင်ဇာတ်ကားကြီးရဲ့ Rocker Pet Show ကျင်းပပြုလုပ်ခဲ့တဲ့အကြောင်းကိုဖော်ပြပေးချင်ပါတယ်ရှင်။မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့အောင်တီတီရုပ်ရှင်ထုတ်လုပ်ရေးမှာစီစဉ်ပြီး Director Academy ကိုသောအယုံဦးရကူပုံပေါ်ထားတဲ့ဆရာဆရာကြီးရုပ်ရှင်ဇာတ်ကားကြီးရဲ့ Rocker Pet Show အခမ်းအနားကိုတံပရာရုပ်ရှင်ရုံမှာမေလ6ရက်နေ့ညနေပိုင်းကကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဆရာဆရာရုပ်ရှင်ပွဲသို့အမှုပညာရှင်ပေါင်းများစွာလာရောက်ဝင်ရောက်ခဲ့ကြတာကိုလည်းတွေ့မြင်ရပါပါ။တကယ်ကိုဟာတာ တမျက်ပြင်နဲ့ပိုင်ပိုင်နိုင်နိုင်တင်ဆောင်ထားတဲ့အမှုဝိုင်းရဲ့အမှုပညာရှင်တွေကိုလည်းမြင်တွေ့ကြရမှာဖြစ်ပြီးပြည်သက်တိုက်စီမဲ့ဟာတာကားတကားအဖြစ်နဲ့မြင်တွေ့ရမှာပါရှင်။ APX Creation မှာအမှုပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနဲ့အခြားသောအစီအစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ Follow လုပ်တာပြီးစိတ်ပတ်သေးထားပြပါဦးနော်။